တချမ်းပွဲတော်နီးကပ်လာတာနဲ့မဲဆောက်မြောက်ရီလမ်းကြောင်းကနေတဆင့်မြန်မာနိုင်ငံကိုပြန်လာတဲ့မြန်မာအလုသမားတွေရဲ့နေစဉ်ရင်နှန်းအဆင့်ဟာ၃00အထက်ရှိပြီးရင်းစည်းကနှုန်းတွေလည်းမြင့်တက်နေတယ်လို့ချစ်ကြည်ရေးတရားအနီးနေသူတွေထံကသိရပါဗျ။ချစ်ကြည်ရေးတရားမှာတာဝန်ထမ်းဆောင်နေသူတဦးကခုရက်ပိုင်းမှာပြန်လာသူတွေအများများပြီးအလုသမားယာယီနယ်စပ်ဖြတ်တန်းခွင့် passport စာအုပ်နဲ့တရားပေါ်ကပြန်လာတာထောင်ကျော်ရှိကတောင်ရင်မြတ်ကိုဖြတ်ကူးသွားလာသူကသုံးစားခန့်ပိုတယ်လို့ပြောပါဗျ။ ရင်နှန်းအစင်းနေတိုင်းပြန်လာသူထောင်ပေါင်းများစွာရှိတဲ့အတွက်မြောက်ရီရန်ကုန်တိုက်ရိုက်ခီးသွားမော်တော်ယာဉ်လက်မှတ်ခတွေဈေးတက်ပြီးလက်မှတ်ဝယ်ယူရရှိဖို့အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။နေရက်ပြန်နေများပြတာကြောင့်လိုင်းတူမော်တော်ယာဉ်တွေလည်းအခုရက်ပိုင်းတွင်ချစ်ကြည်သဒ္ဓါထိတ်မှမော်တော်ယာဉ်ရှုပ်ထွေးမှုတွေဖြစ်ပေါ်နေပါတယ်။ မြောက်ရီရန်ကုန်တိုက်ရိုက်ပြေးဆွဲနေတဲ့မော်တော်ယာဉ်လိုင်းအများစုဟာဧပြီလ9ရက်နေ့ကစပြီးအရင်ကျက်တောင်းကနေကျက်တောင်းခွဲနဲ့ရင်ငယ်တွေကလည်းကျက်တောင်းခွဲကနေ2000အထိမြင့်တက်သွားတယ်လို့သိရပါဗျ။မြောက်ရီရန်ကုန်တိုက်ရိုက်ပြေးဆွဲနေတဲ့ခီးသွွားယာဉ်လိုင်းအများများရှိပြီးမြောက်ရီတောင်ကိုမြောက်ဝရီတန်းတော်ပဲခူးဖြူစတဲ့အဝေးပြေးယာဉ်လိုင်းတွေရှိတယ်လို့သိရပါဗျ။ဒါအပြင်တကြံပွဲတော်အကျိုးမိမိနေရရင်ကိုပြန်လာကြတဲ့ရွှေပြောင်းလုပ်သားတွေဟာ ပြည်ရင်းမှာဝင်ဝင်မရှိဘဲအတုံးစိတ်မြင့်တက်တာကြောင့်တကြံမတိုင်ခင်မှာပဲလုပ်ငန်းဝင်ရှိရာထိုင်းနိုင်ငံကိုပြန်လည်ထွက်ခွာကြသူတွေလည်းအများများရှိရလို့သိရပါဗျာ။